အပြန်လာအဖြစ်သူတို့တို့တကယ်အရေးပါတဲ့အကျိုးအမြတ်တစ်ခုခုရောဒီညှိနှိုင်းမှုကနေရလိုက်တာမျိုးရှိနိုင်မလားဒီချက်ကဒီဖြစ်စဉ်တစ်ခုလုံးရဲ့အလဲပြောင်းလို့တောင်ပြောလို့ရပါတယ်ဟုတ်ပါတယ် TNL အတွက်ဒါလုံးဝအရှုံးမပါဘူးတကယ်တမ်းမှာသူတို့တို့အလွန်လန်အရေးပါတဲ့အကျိုးအမြတ်တစ်ခုကိုဒီအဖြစ်ခရက်စေးတဘောတူညီချက်ကနေရလိုက်ပါတယ် မင်္ဂလာပါရှင်ဒီနေ့ကျမတို့မြန်မာနိုင်ငံရေးစီရေးအခင်းအကျင်းမှာအတော်လေးဂယုပြုစရာအပြောင်းလဲတစ်ခုကိုနည်း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 ဆန်းစစ်ကြည့်ကြရအောင်ပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ Operation 1027စစ်စင်ရေးမှာလေတအားအမျိုးသားလူမျိုးရေးတပ်တို့ TNLA ကမြို့စနစ်မျိုးအထိတင်းပိုက်ထားပြီးအရှိန်ရနေချိန်မှာပေါ့ဟုတ်တယ်အရှိန်ကောင်းနေချိန်အဲ့ဒီအချိန်မှာယုတ္တရက်ကြီးမိုးခုတ် မိုးမိအပါဝင်အဲ့ဒါအရေးပါလောက်တဲ့မြို့၅မြို့ကနေဘာကြောင့်တက်တွေပြန်ဆုတ်သွားတာလဲဆိုတာကိုဆွေးနွေးနေတာပါ။အင်းဒါကတကယ်ကိုမေကွန်းထုတ်ရှာများကြီးဖြစ်လာတဲ့အခြေအနေတစ်ခုပါ။စစ်ရဲအရာအတားစီရထားတဲ့အခြေမျိုးမှလေ။ဟုတ်ပါတယ်။ဒီလိုမျိုးနောက်ပြန်လဲတယ်လို့ဖြစ်သွားတာကဘလို့နားလည်ရမလဲဆိုတာပေါ့။ အပေါ်ရန်ကြည့်တာထက်ပိုရှုပ်ထွေးနေကြောင်းရင်းနေတော့ရှိနေပုံရပါတယ်။အဲဒီအကြောင်းပဲဒီနေ့ကျွန်မတို့ဒီဆုံးဖြတ်ချက်အနောက်ကွဲကအကြောင်းတရားတွေကိုအသေးစိတ်ကြကြာလေ့လာကြည့်ဖို့ပြင်ဆင်လာပါတယ်။ရထားတဲ့ချက်လက်တွေတုံးတဲ့ချက်တွေကလည်းအတုံဒီစိတ်ဝင်စားဖို့ကောင်းပါတယ်။ဟုတ်ကဲ့။အဓိကကတော့ဒါကရုပ်ရက် fear တက်တက်လား။ဒါမှမဟုတ် TNL ကိုတိုင်းကတွက်ချက်တီလို့ပြလိုက်တဲ့မဟာဗျူဟာအပြောင်းလဲတစ်ခုလား။ ါမှမဟုတ်နှစ်ခုလုံးပေါင်းနေတာလားဟုတ်တယ်အဲ့ဒါကိုအဓိကဆွေးနွေးသွားမှာပါပြီးတော့ဒီဖွစ်စင်မှာပါဝင်ပတ်သက်နေတဲ့ဖွဲ့စည်းတွေအားလုံးပေါ့လေဘလို့တဲ့ဘလို့ဂျိုးမျက်ချိမလဲဘလို့ပေးယူရဲပါနေတယ်လဲဆိုတော့ကိုချိန်ထိုးကြည့်ပေါ့လေရေးကြည့်ပါလေဟုတ်ကဲ့တစ်ဖက်ကဆုတ်ပေးလိုက်ရပါမယ်အခြားတစ်ဖက်မှာဘာတွေပြန်ရလိုက်တယ်လဲဆိုတော့မျိုးပေါ့ကောင်းပါပြီဒါဆိုပထမဆုံးအဓိကမင်းဟုံးကိုပဲပြန်သွားကြည့်ကြတာပေါ့ Operation 1027အောင်ပွဲတွေအရှင်ကောင်းနေတော့ဘာကြောင့်ဒီမျိုးနားမျိုးကိုပြန်ဆွင့်လို့ဖို့ TNL ဘက်ကသဘောတူလိုက်ကြလဲအချက်လက်တွေကဘဒူးရဲ့အခန့်ကန့်သားကိုအဓိကညွန့်ပြနေပါသလဲဟွန်းတည်င်းရေးမြစ်တော်တော်များများကတော့ဗျာဒီအချိန်တွေရဲ့အဓိကမောင်းနေအားကရုံနိုင်ငံရဲ့ဖိအားပေးမှုပြီးတော့ကြောင်းဝင်စိတ်ဆက်မှုဖြစ်တယ်ဆိုတာကိုညွန့်ပြနေကြပါတယ်တရုတ်ရဲ့ဖိအားပေါ့ဟုတ်ပါတယ် DNL အနေနဲ့ဒီမျိုးငါးမျိုးကနေစုတ်ခွာပေးဖို့ဆုံးပြခဲ့ရတဲ့အထက်မှာရုပ်ရဲ့ဩဇာလွန်မှုမှုတာ အရေးပါဆုံးအခန်းကဏ္ဍကပါတယ်လို့ဆိုနိုင်တော့တဲ့အထီးပါပဲတရုတ်နိုင်ငံကဒီကိစ္စမှာဘာကြောင့်ဒီလောက်တောင်တက်တက်ကြွကြွဝင်းမနေရတာလဲသူတို့ရဲ့အဓိကရီမန်းချက်တွေကဘာတွေဖြစ်နိုင်မလဲနည်းနည်းလေးပိုရှင်းပပေးပါလားရှင်တရုတ်ရဲ့ရည်ရွယ်ချက်တွေကတော့အလွာဆုံးရှိနေတယ်လို့ပြောရမှာပေါ့နော်ပထမဆုံးတစ်ချက်ကတော့ထုံးစံအတိုင်းပဲသူရဲ့နယ်စပ်တွေသာတည်ငြိမ်ရဲပေါ့อืม နေဆက်တည်ငင်ရဲ့တိုက်ပွဲတွေဆက်ဖြစ်နေတာကသူ့ရဲ့နေဆက်ဖြတ်ကျော်ကုံတွေရဲ့တော့စီဝါရေးလုပ်ငန်းတွေကိုအဟန့်အတားဖြစ်စေတယ်။နောက်ပြီးတော့ဒုက္ခတိပြသနာနေဆက်လုံခြုံရေးစိုးရိမ်မှုတွေဒါတွေကိုပို့တိုးစေနိုင်တာပေါ့။ဆိုတော့တိုက်ပွဲတွေအတိုင်းအတာတစ်ခုစီလျော့ကျသွားဖို့သူတို့ကလိုလားပုံရပါတယ်။အဲ့ဒီအပြင်သူတို့ရဲ့ Build and Roll Initiative BRI လိုမျိုးမဟာဗျူဟာစီမံကိန်းတွေရော မြန်မာပြည်ထဲမှာရှိနေတဲ့တခြားယင်းနီမုတ်နမ်မှုတွေရဲ့လုံခြုံရေးကိုလည်းစဉ်းစားမှာပဲเนาะအတိအကျပါပဲ BRIC မိုင်းကင်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ယော့မြန်မာ CYS စင်ကြောင်း CMEC ဘောလေအဲ့ဒါကမြန်မာနိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်း data တွေကိုဖြတ်သွားတာဟုတ်ကဲ့ဆိုတော့အဲ့ဒီ data တွေမှာတည်ငြိမ်မှုမရှိရင်သူ့ရဲ့ရေရှည် CYS ရဲ့ကြိုးစည်းဝါးတွေကိုတိုက်ရိုက်ထိခိုက်နိုင်တယ်လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတချို့ကလည်း DC မိုင်းကင်းလမ်းကြောင်းတွေနဲ့နီးနေတာမျိုးရှိရယ်အင်းဒါကြောင့် ဒီစီမံကိန်းလေးတွေအနောက်ရမဖြစ်ဖို့ထိမ့်သိမ့်ဖို့ကရုပ်အတွက် အရေးကြီးတဲ့ဦးစားပေးကိစ္စတစ်ခုဖြစ်နေပါတယ်။နောက်ပြီးတော့ဒီလိုကြားဝင်စစ်ဆက်ပေးတာကကျောက်က data twin မှာသူ့ဥစ္စာရှိနေတော့ပဲဆိုတာကိုပြချင်တဲ့သဘောမျိုးတော့ပါနေသေးလား။တုံးသက်ချက်တွေတော့ရှိနေတယ်ပေါ့နော်။အဲ့ဒါလည်းပါနေပါတယ်။စစ်ကောင်စီရောညီနောင်မဟာမိတ်တွေအပါဝင်တိုင်းရင်းတော်ဖော်တွေကိုတော့သူကလိုအပ်ရင်ဝင်ကြည့်နိုင်သေးတယ်ဆိုတာမျိုးပြတာပေါ့။မှန်ပါ။ကျောက်ကသူ့ကိုသူမရှိမဖြစ် ဂျာဝင်ရှိစပေးနိုင်တဲ့သူ indispensable mediator ပေါ့ဗျာအဲ့ဒီလိုပုံဖော်ခြင်းတဲ့သဘောရှိပါတယ်စစ်ကောင်စီနဲ့တော့အတိကလက်နက်ကိုင်ဖွာချီတီနဲ့ပါဆက်ဆံရေးလမ်းကြောင်းတွေဖွင့်ထားပြီးအခြေအနေကိုသူထိန်းကျောင်းနိုင်စွမ်းရှိတယ်ဆိုတာပြသလို့ပုံရတယ်ဟုတ်ကဲ့ဒီတစ်ခေါက်မှာလည်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA အပေါ်မှာ PR ပေးပြီးဒီအပြည့်ရက်ကိုဖြစ်အောင်လှုပ်လိုက်ခြင်းအဖြစ်သူရဲ့ဩဇာကိုထပ်ပြီးအတေဖြူလိုက်တဲ့သဘောမျိုးလည်းတက်ရောက်ပါတယ် ။ဒါဆိုရင် TNL ဘက်ကအမြင်နဲ့ပြန်ကြည့်ရတော့ဒီလိုတရုတ်ရဲ့ဖိအားကိုဘာလို့လက်ခံလဲရတယ်လို့ထင်ပါသလဲ။ CIA ကအသားစီရနေတဲ့အချိန်ဒီမှာလေဟိုလက်နက်ခေယံထောက်ပွင့်ရေးလို့ကိစ္စဒီမှာဖိအားပေးတာမျိုးလို့ရှိခဲ့လို့လား။ဒါကလည်းအရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။မြန်မာပြည်မြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကင် အဖွဲ့အစည်းတော်တော်များများလို့ပဲ TNL ဟာလည်းလက်နက်ခေယံအပါအဝင်ထားထောက်ပံ့ရေးလိုအပ်ချက်တွေတော့ပေါ့လေဟုတ်ကဲ့ တရုတ်နယ်စပ်လမ်းကြောင်းတွေကိုအတိုင်းအတာတစ်ခုအထိမိခုနေရတာရှိပါတယ်။ဆိုတော့ဒီအချိန်ဒီမှာတရုတ်ဘက်ကနေတိုက်ရိုက်ဖြစ်ဖြစ်တွယ်ဝိုက်ဖြစ်ဖြစ်ဖြစ်ဖိအားပေးလာတဲ့အခါအထူးသဖြင့်အဲ့ဒီထောက်ပံ့ရေးကိစ္စတွေနဲ့ဆက်ဆက်ပြီးဖိအားပေးလာရင် DNL အနေနဲ့လိုက်လို့ဖို့အလျင်နဲ့စဉ်းစားရမယ့်အခြေအနေကိုရောက်သွားနိုင်တယ်။ဘာလို့လဲဆိုတော့ဒါကသူတို့ရဲ့စစ်စင်ရေးတွေဆက်လုပ်နေတဲ့စွမ်းရည်အပေါ်တိုက်ရိုက်တက်ရောက်မှုရှိနေတဲ့ကိစ္စဖြစ်နေလို့ပါ။အခုဆိုရဲသုံးသချက်တွေလည်းရှိနေပြန်ရောအပြန်လာအဖြစ်သူတို့အတွက်တကယ်အရေးပါတဲ့အကျိုးအမြတ်တစ်ခုခုရော။ ဒီညီနိုင်မှုကနေရလိုက်တာမျိုးရှိနိုင်မလားဒီချက်ကဒီဖြစ်စဉ်တစ်ခုလုံးရဲ့အလဲပြောင်းလို့တောင်ပြောလို့ရပါတယ်ဟုတ်ပါတယ် DNA လေးအတွက်ဒါလုံးဝအရှုံးမပါဘူးတကယ်တမ်းမှာသူတို့အတွက်အလွန်လန်အရေးပါတဲ့အကျိုးအမြတ်တစ်ခုကိုဒီအဖြစ်ခရက်စေးတဘောတူညီချက်ကနေရလိုက်ပါတယ်ဘလို့အကျိုးမြတ်မျိုးပါလဲအဲ့ဒါကတော့ဗျာစစ်ကောင်စီဘက်ကနေ TNL လက်ရှိထိန်းချုပ်ထားတဲ့နယ်မြေတွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေဥမာပုံကျဲတာတို့ လေရင်နဲ့ဖြစ်ကူပြီးထိုးစစ်စင်တာမျိုးတွေအဲ့ဒါတွေမလုပ်ဖို့တဘောတူညီချက်ရလိုက်တာပါပဲ။အိုးလေကြောင်းရံကာကွယ်မှုတဘောတူညီချက်ပေါ့။ဒါကတော်လိုင်းရဲ့အင်္ဂါစုတွေအားလုံးကြုံနေရတဲ့အခြေဆုံးစင်ခေါ်မှုတစ်ခုပဲနော်။ဟုတ်ပါတယ်။တကောင်စီရဲ့လေကြောင်းစွမ်းညီကမိပြအခြေအနေတွေကိုခဏလေးနဲ့ပြောင်းပြန်လန့်ပစ်နိုင်တာကိုဆိုတော့ဒီအချက်က TNL ကြတကယ်ကိုတံပိုးကြီးတဲ့အကာအကွယ်ဖြစ်သွားတာပေါ့။အလုံးတရာတံပိုးကြီးပါတယ်ခင်ဗျာ။ဒါကိုစီးရေးရအသက်ရှူချောင်းခွင်ပေါ့။ strategic breathing space ရလိုက်တယ်လို့ပြောလို့ရတယ်။ Operation 1027မှာ TNLA ကမြေပြင်မှာအောင်ပွဲတွေဆက်တိုက်ရခဲ့တာမှန်ပဲမယ်။ဟုတ်ကဲ့။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေတော့အပြည့်အဝဟန်တားနိုင်စွမ်းမရှိသေးဘူး။ဒီလေကြောင်းတိုက်ခိုက်မှုတွေကသူတို့ရဲ့တပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးရန်တရာတွေထောက်ပံ့ရေးလမ်းကြောင်းတွေအပြင်အယက်တားတီသူတွေတော့ပါ အမေရန်ချီမာတဲ့ချင်းချောက်မှုဖြစ်နေကြတာ။အင်းမှန်ပါတယ်။အခုဒီသဘောတူညီချက်ကြောင့် အနည်းဆုံးတော့သူတို့ထိန်းချုပ်ထားတဲ့အဓိကနယ်မြေတွေမှာလေကြောင်းတိုက်ခိုက်မှုစိုးရိမ်စရာမလိုတော့ပဲပို့ပြီးတော့လုံခြုံသွားတယ်လို့ဆိုနိုင်ပါတယ်ဒီအချက်ကတော့စိတ်ဝင်စားမှုကောင်းနေရှင်ဒါပေမဲ့တစ်ဖက်ကစဉ်းစားကြည့်ရင် operation 1027ကရခဲ့တဲ့အရှင်အဟုန်ပြီးတော့တင်းထားတဲ့နယ်မြေတော်တော်များများကိုဒီလေကြောင်းအကာအကွယ်တစ်ခုတည်းနဲ့လဲလိုက်တယ်လို့ဖြစ်မနေဘူးလားအဲ့ဒါကတော့တကယ်ပဲမဟာဗျူဟာယာမန်နဲ့ဆုံးဖြတ်ချက်ဖြစ်နိုင်ပါမလားနေမင်းွားခုဆိုလာမနေဘူးလीဟုတ်ကဲ့ ဒါကကောင်းတဲ့ထောက်ပြချက်ပါပဲဒါကိုပဲအပေးကျူ trade off လို့ခေါ်တာပေါ့ DNA ခေါင်းဆောင်ပိုင်းကဒီအခြေအနေကိုတရားပေါ့ချင်းစားခဲ့ရမှာပါတိန်းထားတဲ့မျိုးစနစ်မျိုးလုံးကိုဆက်ထင်းထားဖို့ကြိုးစားရင်အင်အားတွေပြန့်ကျဲသွားနိုင်တယ်ဟုတ်ပြန့်ကျဲသွားနိုင်တယ်ထောက်ပံ့ရေးလမ်းကြောင်းတွေရှည်လျားလာပြီးအားနည်းချက်တွေဖြစ်လာနိုင်တယ်အရေးကြီးဆုံးကတော့အဲ့ဒီမျိုးတွေအားလုံးကိုလေကြောင်းရံငနေကာကွယ်ဖို့ကလက်ရှိအခြေအနေမှာအလွန်တရာခက်ခဲပါတယ် အင်းခက်ခဲမှာပေါ့ဒါကြောင့်သူတို့အတွက်မဟာဗျူဟာရဲ့အချက်အချာကြပြီး ရေရှိမအခြေခံအောင် တိဆောက်လို့ရမယ်အမခန်နယ်မြေတွေကိုဦးစားပေးလိုက်ပြီးထိုင်ချုပ်ဖို့အရင်အမြင့်များများတုံးရမယ်ဒါမှမဟုတ်အရေးပါမှုနည်းတယ်လို့ယူဆတဲ့မျိုးတွေကိုစွန့်လွတ်လိုက်တာဖြစ်နိုင်ခြေရှိပါလေဒါဆိုရင်သူတို့လက်လွတ်လိုက်ရတဲ့မိုးကုတ်မိုးမိတ်အပောင်ဝင်မြို့ငါးမြို့ကလေးလို့ဂျန်တဲ့သူတို့လက်ရှိထိုင်ချိုးထားတဲ့နေမြေတွေဥပမာ နန်ဆန်ကုတ်ခိုင်နန်ခိုင်လို့အရေးပါတဲ့မြို့ကြီးတွေပါတယ်ခွန်မြို့မှာပေါ့ဟုတ်ကဲ့အဲ့ဒီမှာသူတို့ရဲ့အိုချိုရေးတို့တရားဥပဒေစိုးမွေးလုံခြုံရေးကိုပိုးပြီးအားဆိုင်လုံဆောင်ခြင်းရသွားတယ်ဆိုတဲ့သဘောပေါ့အထီးကြပါပဲအဲ့ဒီခွန်မြို့က TNA အတွက် တကယ်အရေးပါတဲ့မြို့တွေဖြစ်ပါတယ်အထူးသဖြင့်နန်ဆန်ဆိုရင်သူတို့ရဲ့အထူးကဌာနချုပ်အခြေဆက်ရာမြို့ဖြစ်လာဖို့ရည်မှန်းထားတာအော်ဟုတ်ကဲ့ good kind နမ်ခိုင်းတို့ကလည်းနေဆက်ကွန်တွေရဲ့ မဟာဗျူဟာရအရေးပါတဲ့နေရာတွေအခုလေချောင်းရံစိတ်ပူစရာအတော်တန်လွတ်ဟွားရတဲ့ဒီကြံငယ်ခုနှစ်မြို့မှာသူတို့ရဲ့အုပ်ချုပ်ရေးရန်တရားတွေတရားစီရင်ရေးစနစ်တွေပညာရေးကျန်းမာရေးစတဲ့ပြည်သူဝန်ဆောင်မှုတွေကိုအနောက်အချက်အတော်တန်ကင်းရှင်းစွာနေပေါ့လေอืมခိုင်ခိုင်မာမာတိဆော့ဖို့ချိန်နဲ့အရင်အမြစ်တွေကို ပို့ပြီးစူးစီးအတုံးချလာနိုင်မှာဖြစ်ပါတယ်ဒါဟာသူတို့ရဲ့တော်လန်ရဲ့ရီမန်းချက်အတွက် ရေရှင်မှာအလွန်တရာအရေးပါတဲ့အခြေခံအဆောင်အုံတည်ဆောက်ခွင့်ရလိုက်တာပါ။ဒါကြောင့်ဒီဖြစ်ဖြစ်တခုလုံးကိုရိုးရိုးစည်းရိုးစွခွာမလို့မမြင်ဘဲနဲ့မဟာပြူရာမြောင်အပေးယူတခုအဖြစ်ပို့ပြီးနားလည်ရမယ်ဆိုတဲ့သမိုးတယောက်နေတယ်နော်။ဟုတ်ပါတယ်။မြို့ငါးမြို့ကိုဆွန့်လွတ်လိုက်တယ်။အပြန်လာအဖြစ်ပိုအရေးပါတဲ့အမခန်နေမြေခုနှမျိုးရဲ့လုံကြုံရင်အထူးသဖြင့်လေချောင်းရလုံကြုံရင်မြအုတ်ချုံရခိုင်မာမှုကိုရယူလိုက်တာတကြပါရဲခမဒါရှင်းလင်းတဲ့မဟာပြူကအပေးယူတကူပါ TN လမ်းရဲ့အနေနဲ့လက်ရှိချိန်နေမှာသူတို့ရဲ့အင်အားနဲ့စွမ်းဆောင်ရည်ကိုအထောက်အဆုံအထုံးချနိုင်မဲ့နီလန်းကိုရွေးလိုက်တာဖြစ်နိုင်ပါတယ်။အရာအလုံးကိုစုပ်ကင်ထားဖို့ကြိုးစားတာထက်ကို့အတွက်အထူးအခြေဆုံးအရာတွေကို ခိုင်မာအောင်လှုပ်ဆောင်ဖို့ဦးစားပေးလိုက်တဲ့သဘောပါ။ဟင်းအင်အားစုစည်းမှုသဘောမျိုးပေါ့။ဟုတ်ပါတယ်။ဒါကစီရီသီအိုရီတွေမှာလည်းတွေ့ရတတ်တဲ့ concentration of force လို့ခေါ်တဲ့အင်အားစုစည်းမှုနည်းမျိုးဟာနဲ့ဆင့်တူပါတယ်။ဟုတ်ပြီ။ဒါဆိုရင်စစ်ကောင်စီဘက်ကကြည့်ရင်ရော ဒီအချိန်တွေကသူတို့တက်ဘလို့အကျိုးတက်ရောက်မှုရှိသွားလဲဟိုမြို့၅မြို့ကိုပြန်ရလိုက်တာကလွဲလို့ကော TNI ဆုတ်ဖေးလို့ရလိုက်တာစစ်ကောင်စစ်တပ်ကတော့ဒါဟာအတက်ရှူပေါရလိုက်တာလို့ဆိုရမှာပဲ Operation Tango 27မှာအရှက်ရောက်ပေါ်တဲ့ရှုံနှင်းမှုတွေဂျုံခွေရတယ်ဟုတ်ပါတယ်စစ်ရေးရောနိုင်ငံရေးရပါအကြက်တီးမျိုးစုံနဲ့ရင်ဆိုင်နေရချိန်မှာဒီလိုမျိုး၅မျိုးကို ပြန်ရလိုက်တယ်ဆိုတာကဒီကတော့လက်ခံရယူလိုက်ရတာပေါ့လीအ တို့တက်ဝါရဖြန့်ချေးရေးမှာအလွန်အတုံးဝင်တဲ့အချက်ဖြစ်သွားပါတယ်။အင်းဝါရဖြန့်ဖို့တက်ပေါ့။ဟုတ်ကဲ့။ကျွန်တော်တို့တမ်တော်ကနေမြေဒီပြန်ထိန်းချုပ်နိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့တို့တက်တွင်စိတ်တက်ကိုပြန်မြင့်တင်ဖို့တို့ကိုထောက်ခံတဲ့အတိုင်းဝိုင်းကိုအားတက်စေဖို့တုံးပါလိမ့်မယ်။ဟုတ်ကဲ့။ဒါပြင်တရုတ်ရဲ့ကြားဝင်မှုနဲ့ဖြစ်လာတဲ့အပိယက်သဘောတူညီချက်ဖြစ်နေတော့တရုတ်နဲ့ဆက်ဆံရေးကောင်းနေတော့မယ်ဆိုတာကိုလည်းပြတာရရောက်သွားတာပေါ့။ ဆိုတော့မြေဖြင်းအချက်လက်အမှန်ကဘလို့ပဲဖြစ်နေပါစေသူတို့ဘက်ကတော့ဒါကိုစည်ရည်နေနေအောင်မြင်မှုတစ်ခုလို့ပုံဖော်ပြောဆိုမှာပဲနော်တကြပါပါပဲဝါရဖြန်ချေးရည်ဆိုတာကလက်တွေ့အရှိရတဲ့အမြင်ကိုပုံဖော်ရတာကိုဟုတ်တာပေါ့သူတို့ထက်ကတော့စက်တိုက်ရှုံးနေတဲ့တည်င်းတွေကြားထဲမှာဒီလိုအောင်ပွဲတည်င်းမျိုးအတုဆိုရင်တော့မပေါ့လေအေးတီးကြီးလွားနေချိန်မှာရလိုက်တဲ့အခွင့်အရေးပါပဲ ကောင်းပါပြီဒါဆိုရင်အချင်းကြီးရရက်ကိုခြုံပြီးပြန်ကြည့်လိုက်ရင်လေဒီအပြစ်အခက်ရက်ဆဲမှုနဲ့မျိုးဒီကနေစိုးခွာမှုဟာတရုတ်ရဲ့နိုင်ငံရေးနဲ့တန်တမာရေးချိုးပတ်မှုရဲ့ရလက်တကုတ်ဟုတ်ကဲ့တချင်ထဲမှာပဲ TLN ရေကလည်းကိုယ့်ရဲ့အဓိကအမာခံနေမီတွေကိုခိုင်မာအောင်အချင်းနဲ့အခွင့်ရေးရယူလိုက်တယ်စစ်ကောင်စီကလည်းအထည်နာနေချိန်မှာအသက်ရှူပေါက်ရပြီးမျက်နှာပန်းလောက်အောင်လုခွင့်ရသွားတယ်ဒီလိုသဘောမျိုးကောက်ချက်ချလို့ရနိုင်မလားရှင့်အဲ့လိုတုံတက်ရင်အတော်လေးပြေဆုံးတယ်လို့ဆွနိုင်ပါတယ်ခင်ဗျာ ဒါဟာတယောကသူ့ရဲ့အကျိုးရှိပါတာဖန်တီးလိုက်တဲ့ယာယီဟန်ချက်ညီမှုအခုလိုပါပဲပါဝင်ပတ်တနေတဲ့အထွေစီအားလုံး DNA လေးစစ်ကောင်စီတယောအားလုံးအတွက်အတိုင်းအတာတစ်ခုထိအကျိုးရှိစေမယ့်အခြေအနေကိုဖန်တီးပေးလိုက်တာဟုတ်ကဲ့ DNA လေးအတွက်အမခံမီမှာအခြေခံအောင်လုပ်ဖို့အချိန်ရသွားတယ်စစ်ကောင်စီကနိုင်ငံရဲ့အမြင်ကရတဲ့ခွင့်ရရသွားတယ်တယောအတွက်ကတော့သူ့ဩစာကိုပြနိုင်တယ်နေဇာဒေတာတည်ငြိမ်မှုကိုယာယီထိန်းချုပ်နိုင်လိုက်တယ် ဒါပေမဲ့ဟုတ်ကဲ့ဒါပေမဲ့ဒီအချက်ကိုအထူးသတိပြုရမှာကဒါဟာအရင်ခံပြိပက်ခါတွေကိုဖြည့်ရှင်းလိုက်တာ လုံးဝမဟုတ်တဲ့အတွက်ရေရှည်တည်တမ်းမဲ့ငင်းချမ်းရေလို့တော့လုံးဝမယူဆသင့်ပါဘူး။အင်းအဲ့ဒီအချက်ကအရေးကြီးပါတယ်နော်။ဒါကြောင့်မို့လို့ကျမတို့အထီးကသုံးစားချက်ကတော့ ဒီအပြည့်အခါရစဲမှုနဲ့ဆုတ်ခွာမှုဟာတကယ်ငင်းချမ်းရဲ့စီဥတည်နေတာမျိုးမဟုတ်သေးဘူးမဟုတ်တယ်ပါဘူးနှစ်ဖက်စလုံးကကိုယ့်ရဲ့မဟာဗျူဟာရီမန်းချက်တွေအတွက်အချင်းယူပြင်ဆင်နေကြတဲ့သဘောမျိုးမဟာဗျူဟာမျိုးယာရီရက်တမှု strategy pause တစ်ခုသာဖြစ်နိုင်ခြင်းများတယ်ခေါ်တာပါပဲဟုတ်ပါတယ်ဒါဟာအလွန်တတိထားပြီးဆောင်ကြည့်ရပဲအခြေအနေပါစစ်မြေပြင်မှာယာရီငင်းတက်သွားတယ်လို့ဖြစ်နေပေမဲ့နောက်ွယ်မှာတော့နှစ်ဖက်စလုံးကနောက်တစ်ဆင့်အတွက်ပြင်ဆင်မှုတွေအင်အားစုဆုံးမှုတွေလုပ်နေနိုင်ပါတယ်ဟုတ်ကဲ့ ဒီရရရတ္တမှုဟာအချိန်မရွေးပြန်လဲပေါက်ကွဲသွားနိုင်တဲ့အခြေအနေမှာရှိနေတော့မှာပဲလို့ဆိုရမှာပါ။ကောင်းပါပြီ။ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကထျံလေရဲ့မြို့၅မြို့ကနေစုခွာမှု နောက်ွယ်ကရှုပ်ထွေးတဲ့အကြောင်းရင်းနဲ့အထူးသဖြင့်ရက်ရုပ်ရက်အခန်းကနာနောက်ပြီးထျံလေအတွက်အရေးပါတဲ့လေချောင်းရံကာကွယ်မှုအပေးအယူစစ်ကောင်စီရဲ့အဝါဒဖြန့်အကျိုးအမြတ်စတာတွေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဟုတ်ကဲ့ ဒီအချိန်နဲ့ပတ်သက်ပြီးဆက်ပြီးစဉ်းစားစရာစောင့်ကြည့်စရာချက်တွေလည်းအများကြီးချမ်းပါသေးတယ်။ဘာတွေဖြစ်နိုင်မှာလဲ။အဓိကကတော့ဒီမဟာဗျူဟာမြောက်ယာယီရတ္တန်မှုပေါ့။ဒါဘလောက်အချိန်ထိတည်တတ်နိုင်မလဲ။ဟုတ်ဘလောက်ခံမလဲ။ဘလို့ချောင်းချက်တွေကဒီဒီပိုးတွင်းချစ်ကိုပြန်ပြီးပြပြသွားစေနိုင်မလဲ။ဥပမာတခြားစစ်မြေနာတွေကအချိန်တွေကတယောက်မှုရှိမလား။ဒါမှမဟုတ်ရုပ်ရဲ့မူဝါဒပြောင်းလဲတွေကရော။အင်းဒါတွေကတကယ်အရေးကြီးတဲ့မေးခွန်းတွေပါ။နောက်ပြီးတော့ ဒီယာယီအခြေအနေပေါ်မူတည်တည် TNL ဘက်ကတော့စစ်ကောင်စီဘက်ကပါသူတို့ရဲ့နောက်ထပ်မဟာဗျူဟာအပြောင်းလဲလီစစ်ရေးပြင်ဆင်မှုတွေကိုဘလို့ပုံစံမျိုးနဲ့မြင်လာရနိုင်အောင်မလဲဟုတ်ပါတယ်အဲ့ဒါတွေကဆက်ဆောင်ကြည့်ရမှာပါအဲ့ဒါကိုလည်းစိတ်ဝင်စားသာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်နားထောင်နေသူတွေအနေနဲ့လည်းဒီအချက်တွေပေါ်မှာဆက်ပြီးကိုယ်တိုင်စဉ်းစားသုံးသပ်ကြည့်နိုင်ဖို့ခြံရစ်ခဲ့ခြင်းပါတယ်ဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင် Hook it, come here.